Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့နေရသည်မိဘအန်ဒီရဲ့ကာကွယ်ရေးပညာပေးဟောပြောပွဲနဲ့တရုတ်ပြမိငိမ့်သက်ချင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တီးရီမင်္ဂလာကဘာအေးစီရီတော်ကောဘကအဖွဲ့ဝင်များမှကြီးမူပြီးနေရသည်မိဘအန်ဒီရဲ့ကာကွယ်ရေးပညာပေးဟောပြောပွဲနဲ့တရုတ်ပြမိငိမ့်သက်ချင်းအခမ်းအနားကိုတော့ ဒီကနေ့မတ်လ15ရက်နနက်10:00နာရီကတည်ဒီမင်္ဂလာကပ္ပအေးစေးတော်ဖရာကြီးဆောင်နှန်းရှိတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ယခုအခါပွင့်လင်းရာသီရောက်လာပြီဖြစ်တာကြောင့်မြမပြည်တော်မိဘလုပ်သားပြည်သူများမိလောင်မှုမိလန်းမှုများမဖြစ်ပွားစေရင်းနဲ့ခြောက်သွေ့တဲ့နေရာသီကမိလောင်လွယ်တာကြောင့်ချိန်ခါမရွေးနေရာမရွေးလောင်တတ်တဲ့မိဘအန္တရာယ်ကိုလူတိုင်းကယူပြုတင်ပါတယ်။ မိဆိုဒီမှာတုံးတက်ရင်လူသားတို့အတွက်အကျိုးရှိဖြစ်ထွန်းစေတော့လေစီစနစ်တကျမတုံးတက်ပါကဘေးဒုက္ခအန္တရာယ်ပေးနိုင်တာကြောင့်မိလာမှုများကနေမြဝါထင်ထင်မြင်တွေ့နေကြရပြီးဖြစ်ပါတယ်။ဒါကြောင့်ရန်သူမျိုး၅ပါးထဲမှာတပါးပါသောမိဘအန္တရာယ်ကိုအိမ်အောင်စုတစုမှသည်ပြည်သူလူထုတရေလုံးစုပေါင်းကြိုတင်ကောက်ွယ်ထားတင်ပါတယ်။မိလောင်ရတဲ့အကြောင်းရင်းမှာတော့ပေါ်စာမိကြောင်အများဆုံးဖြစ်ပြီး မီဘိုမီ အလိုလျောက်လောင်းတဲ့မီလျက်စစ်မီတော်မီမတမာသူရှို့မီစသည်တို့ကြောင့်မိလာမှုဖြစ်ပေါ်စေပြီးမိဘိုမီစတင်ဖြစ်ပွားရတဲ့အချက်များမှာမိဘိုမီတွင်မိကျွင်းမိကြံရှိခြင်းမိဘိုမီကို လိုသည့်ထက်ပို၍တုံဆွဲခြင်းမိဘိုအတုံပြုစဉ်အဆောင်မရှိခြင်းတက်ခိုးများသို့မိဆွဲခြင်းစီအိုအပူလွန်ကဲခြင်းမိဘိုနှင့်ထရန်အကာနီးကပ်နေခြင်းဒက်စီရေနံစီနှင့်မိမွေခြင်း မိလောင်လွဲတဲ့ပစ္စည်းများသို့မဟုတ်လောင်စာဆီများကိုမိဖို့အနီးထားရှိခြင်းအသက်အရွယ်ကြီးရင်သူကလေးတငယ်များချက်ပြုတ်ကြော်လော်ခြင်းအစရှိတဲ့အကြောင်းရင်းများကြောင့်ဝင်ဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့မတ်လ15ရက်နေ့မှာသီရိမလာကဘာအေးဇေရီတော်ကဘကအဖွဲ့များမှအကြည့်မှုပြီးဇေရီဝန်းအတွင်ဈေးဆိုင်များအားမိဘအနေရဲ့နှင့်ပတ်သက်တဲ့အသည့်တတိများရှိပြီးကြိုတင်ကာကွယ်နိုင်စေဖို့ရည်ရွယ်ကား အခုလိုမိဘအန်ဒီရဲ့ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနဲ့တရုတ်ပြမိငိမ့်တဲ့ချင်းကိုကျင်းပပြုလုပ်ခဲ့တာပင်ဖြစ်ပါတယ်ဒီပထမဆုံးအဘအနေနဲ့တော့ကဘာအေးကောဘကအဖွဲ့ဝင်လုံခြုံရေးနဲ့မိသားဌာနရဲ့တာဝန်ခံဖြစ်ပါတယ်။ကဘာတို့ကဘာအေးဖရားမှာဈေးဆိုင်ပေါင်း60ကျော်ရှိပါတယ်။အဲမှာစားတောက်ဆိုင်တွေအလှကုန်ဆိုင်တွေအထည်တွေနိဗ္ဗာန်ကုန်ဆိုင်တွေဖြစ်ပါတယ်။အခုလိုပူပြင်း6တုတဲ့ရာသီရောက်လာတဲ့အခါမှာ ပေါ်ဆာမီးရဖြစ်စေ၊ပြက်စက်ဝါယာချုပ်အားဖြစ်စေမီးလောင်မှုမဖြစ်အောင်မီးပြေးရှောင်မလောင်ခင်တားဆိုတဲ့အတိုင်းနော်တခိုးခိုးတော့အဆုတ်ကြံတယ်မီးခိုးတော့အပြုတ်နှံတယ်ဒါကြောင့်ဓာတ်တွေမဖြစ်အောင်ဆိုင်တွေနဲ့ဘူးပေါင်းပြီးတော့လေ့ကျင့်သေးပြတာဖြစ်ပါတယ် အခုလိုလေ့ကျင့်သိပြတဲ့နေရာမှာတက်ဆိုင်တဲ့မိသက်ဦးစီးဌာနအဲ့ဆက်ဦးစီးဌာနနဲ့မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနတာဝန်ရှိသူများနဲ့ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။နောက်တဲ့အဖွဲ့တွေလည်းအပါအဝင်ရှေ့သူတင်ပါတယ်။မိဘကာကွယ်ရေးကိုဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့မြစ်တာရက်ခံပါတယ်။သေသူသေးသားတွေကိုလိုလာကြည့်တဲ့အခါမှာထမင်းဟင်းချက်တဲ့နေရာမှာဘယ်လိုတွေမိနှိမ်တတ်ရမလဲ။တရက်စီဝါကျိုးလည်းသုံးဆက်ပြီးရင်ဘယ်လိုတွေဖြုတ်ရမလဲ။ ပေါက်ပြဲနေတဲ့ကျိုးတွေကိုလည်းဘယ်လိုတွေအစ်စ်လဲရမှာဆိုတဲ့အသိပညာတွေကိုရပါတယ်ရတဲ့တဲ့ကြောင့်သူတို့အတွက်အများကြီးအကျိုးရှိပါဟိုဒီလိုမလားကဘာအေးစီတွေဟောကရပ်ဖွဲ့နေနေရတော့ခုလိုဈေးသူဈေးသားများမိဘအန်တွေခင်ရွေးတွေ့တဲ့စေစနာထပြီးဆောင်ရွက်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါအဆိုပါမိဘအန်ဒီရဲ့ကာကွယ်ရေးပညာပေးဟောပြောခွင့်နဲ့တရုတ်ပြမိငိမ့်သက်ချင်းကိုမြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ထွန်းအောင်မြို့နယ်မိသက်ဦးစီးဌာနမှူး မြို့နယ်လျှက်စစ်အင်ဂျင်နီယာမှုနေကောဘကအဖွဲ့ဝင်များဈေးသူဈေးသားများစုစုပေါင်းလူဦးရေ60ကျော်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။အဆိုပါအသိပညာရေးဟောပြောပွဲမှာမိဘအန်ဒီရဲ့ပေါ်ပေါက်လာပါကအရေးပေါ်အသုံးပြုနိုင်ရန်မိသက်ဆေးဘူးအသုံးပြုပုံမိကျိတ်မိကဲရေပုံများတဲ့အိမ်များထားရှိရေးနေမိဘအန်ဒီရဲ့အထူးဂရုပြုလိုက်နာဆောင်ရွက်သွားရေးပညာရေးဟောပြောခဲ့ပြီး နွေရာသီကာလတွင်အများဆုံးဖြစ်ပွားတတ်တဲ့လျှက်စစ်ဝါယာကြိုးများမှတက်စဉ်မိလောင်မှုများမဖြစ်ပေါ်စေရည်မိသက်ဆေးဘူးများထားရှိစေရည်တို့ကိုလည်းတရုတ်ပြသခဲ့ပါတယ်ဒီနေ့ငါကဘာရေးစီရီတော်မှာတေးပြရဲ့ရည်ရွယ်ချက်ကတော့ပူပင်ဆောင်ရေးပြုရောနေရာရောက်ရှိတာကြီးဖြစ်တဲ့အတွက်ရက်ဟိုဟာဖျားမှရှိတယ်၊ဇောင်းမှရှိတယ်၊ဒေသူဒေသကြီးများမိသေးအသိပညာပေးဟိုဟာဟောပြောလာရဟောပြောပြုကြခြင်းဖြစ်ပါတယ်။ ကျွန်တော်မိဘတက်ဖွဲ့အနေနဲ့မိဘရဲ့လည်းလက်တွေ့ကြည့်ပြဟောပြောဝဲတွေကိုနှိမ့်စဉ်တိုင်းဗာဇပိရိယရဆိုရှင်နံပါတ်1အနေနဲ့အသိပညာမှုတင်ခြင်းဆိုတာကတော့လူလူအတွင်းမှာမိဘရဲ့အနေနဲ့အပါဝင်အခြားသဘောတရားရဲ့ဉာဏ်တွေနဲ့ရုပ်တရက်ရင်ဆိုင်ကြားချိန်မှာဘယ်လိုတုံ့ပြန်ဖြစ်ရှင်းလဲဆိုတဲ့လူလန်းတွေကိုသိရှိသွားအောင်တက်ဆိုင်ရာကာဝေးပစ္စည်းအကြောင်းကိုအသိပညာပေးတဲ့ရည်ရချက်တစ်ခုနမနဲ့အချက်အနေနဲ့လူလေးကျင့်မှုအရေးသေးမြင့်ခြင်းလိုခြင်းဖြစ်ပါတယ်ဆိုလိုတာကတော့မိသားမှုတစ်ခုဖြစ်ပွားပေါ်လာပေါ်ပေါ်လာပြီဆိုရင် ပြင်းပြင်းနဲ့တုတ်ပြန်မှုမျိုးကိုလောက်ကန်ဆောင်ရွက်နိုင်ဖို့အတွက်လေ့ကျင့်ထားမှရရှိမယ်။ဒီလိုဆိုတာကအလွန်နှင်မြန်တဲ့သဘောရှိပါတယ်။ဒီတော့ချက်ချင်းအဖလီယံများတုတ်ပြန်နိုင်ဖို့လိုပါတယ်။ပြင်းပြင်းနဲ့လောက်ကန်နိုင်ဖို့ဆိုတာကလည်းကြွန့်ကျင်မှုရှိတယ်မှာရပါမယ်။ဒါကြောင့်တိတဲ့ထားရောလေ့ကျင့်ထားရောလည်းမရပါဘူး။ကြွန့်ကျင်အောင်လေ့ကျင့်ထားဖို့လိုရတဲ့အတွက်ဒီပဲလောက်ဆောင်ရခြင်းဖြစ်ပါတယ်။ဒီလိုအတွက်လည်းအတွေ့အကြုံတွေ ဝေခြင်းဖြစ်ပါတယ်။သဘောဘီရောတခုရုတ်တရက်ကြောက်လာပြီဆိုရင်ရွေးပေါ်လုံးရောင်းလီလန်းလေးအပါဝင်ရင်းနှီးသက်ရလီလန်းလေးကိုလက်တွေ့ကြကြမြင်တွေ့ကြကြတွေ့ဖြစ်ချင်းတက်ဖို့စက်တိုက်လေးကျင်းကိုအတူအကျုံကောင်းလေးရရရှိတော်အောင်အတွက်ရည်ရပါတယ်။အရင်နောက်မိဘအန်ဒီရဲ့ဖြစ်ပေါ်ပါကအမြန်ဆုံးမိငိမ့်တက်ခြင်းမိသက်ဆေးဘူးအတုံးပြူ၍မိငိမ့်တက်ခြင်းအဆရှိတဲ့နီးများကို မိသက်တပ်ဖွဲ့ဝင်များကလက်တွေ့သရုပ်ပြသခဲ့ပြီး အသိပညာပေးလက်ကမ်းစာဆောင်များကိုလည်းဖြန့်ဝေပေးခဲ့ကာတက်ရောက်လာကြတဲ့ဈေးသူဈေးသားများကကိုယ်တိုင်နှိမ့်သက်လေ့ကျင့်ကြပြီးဈေးဆိုင်များရဲ့မိသုံးဆွဲခြင်းများကိုလိုက်လံစစ်ဆေးခဲ့ပါတယ်တော်ကဒီလူရည်ရောက်လာပြီဆိုတော့အရန်ပူပြင်းတယ်တော်တော်လေးပူနေတဲ့အချိန်ရောက်ပြီမိတွေလည်းအရန် တော်တော်များလောင်တဲ့အချိန်ရောက်ပြီဆိုကျွန်တော်ကြိုတင်ကာကွယ်ထားတာကကျွန်တော်တို့အတွက်အပြင်ညာပေးထားတာအကောင်းဆုံးဖြစ်ပါတယ်။ဒါကြောင့်ဒါပြီးတဲ့မိသက်တွေဒါအခုလို့လာပြီးတရုတ်ပြပေးတာကိုလည်းကျေးဇူးများတင်ပါတယ်။အော်အခုလည်းဒီလိုဇေယျဒီကတွေအကုန်လုံးဖိတ်ပြီးတော့ဒီတရုတ်ပြပွဲကိုဖင်းဖိတ်ပြီးတော့လာရှိခိုင်းတာပေါ့သူတို့လည်းလက်ပြလောက်ခိုင်းထားတာပေါ့ကျွန်တော်ကတော့ခဏခဏဒီတန်တန်းပြက်ပြီးတဲ့အတွက်ကျွန်တော်ကလောက်တဲ့ကနေကျွန်တော်တို့တွေကဘာလို့တိတ်မတိတွေဖြစ်တယ်လဲဒါကြောင့်ကျွန်တော်က အခုလာပြီးတော့ပြောကြပွဲလေးကိုလာလောက်ပေးတာပါသူတို့တွေအခုတစ်ခုခုပေါ် accident တစ်ခုခုဖြစ်တဲ့ဆိုရင်သူတို့ဒါတွေသိသွားပြီဆိုရင်ဒါတွေသူတို့လွယ်ကူဒီနည်းကိုဖြေရှင်းနိုင်မယ်လို့ပဲထင်ပါတယ်ဟုတ်အမီးကတော့လူတိုင်းလူတိုင်းဒီဆိုင်ဖို့လိုရတယ်ပေါ့နော်အမီးကမပေါ်ဆဖို့ပဲလိုရတယ်ပါဒီလိုကတော့တူတူနည်းမလောင်ဘဲတူတူကြပွဲတော့အကောင်းဆုံးဖြစ်ပါပါလို့ဟုတ်ကျေးဇူးတင်ပါတယ်